ြည်ရဲ့အကြောင်းကြေညာထားတဲ့စစ်ကောင်စီတပ်ကမနစ်မေလ17ရက်နေ့မှာနောင်ချိုနဲ့မိုးကုံမြို့တို့ကိုထပ်ပြီးလေကြောင်းတိုက်ခိုက်တာပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့နောင်ချိုမြို့ဘုံကျဲတိုက်ခိုက်မှုဟာည9နာရီခွဲဝန်းကျင်မှာဖြစ်ပြီးတော့နေမြေ30ထဲကဈေးရွက်ွက်ကိုပေါင်900ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုမှာအရက်သားလူထုနေအိမ်9အိမ်ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ပြီးတော့မုတ်ကုံမြို့ကိုညတကောင်အချင်းကဂျော့ဖက်သားနဲ့ရွှေလိပ်ပြအနီးမှာကြဲချတိုက်ခိုက်ခဲ့ပါတယ် တကြောင်စစ်ကောင်စစ်တပ်အနေနဲ့မေလပထမပတ်နဲ့ဒုတိယပတ်အတွင်းမှာတအောင်ပြည်ကိုလေကြောင်းတက်ခိုက်တာ29ကြိမ်အထိပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။စစ်ကောင်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်တာတွေဟာတအောင်ပြည်ထဲကနောင်ချိုမုတ်ကုတ်မန်တုံကြောက်မဲမိုင်းလုံးနဲ့မိုင်းကုံမြို့တို့အပြင်တအောင်ပြည်နဲ့ဆက်ဆက်တဲ့တပိတ်ချင်းတို့ကိုပါလေကြောင်းတက်ခိုက်ခဲ့တာပါ။အပြည့်ရဲ့ကြောင်းတလအတက်တန်းတိုးထားတဲ့စစ်ကောင်စစ်တပ်အနေနဲ့ ပြီးခဲ့တဲ့မေလ12ရက်နေ့ညမှာလဲမန်တုံမြို့နဲ့မိုင်းငုံမြို့တို့ကိုလေကြောင်းတက်ခိုက်ခဲ့လို့အရက်သားတဦးတေဆုံးပြီး၃ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အရက်သားလူထုနေအိမ်တွေလဲ29အိမ်ထိထိခိုက်ပျက်စီးသွားခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာတအောင်ပြည်နောင်ချုံမြို့နယ်အတွင်းကကျေးရွာတွေကိုလဲတဖက်တက်ထိုးစစ်ဆင်နေပြီးတော့လေကြောင်းအပြင်လက်နက်ကြီး drone နဲ့အစက်ငွေဘုံတွေနှင်းဆက်အုံပြုတက်ခိုက်နေပါတယ်။ စစ်ကောင်စီတပ်ဟာနောင်ချိုမြို့နယ်ကစစ်မြေပြင်မှာလဲလေကြောင်းတက်ခိုက်တာအပြင် အခုမေလပထမပတ်နဲ့ဒုတိယပတ်အတွင်းမှာလက်နက်ကြီးပစ်ခတ်တက်ခိုက်မှုက102ကြိမ်ဒရုန်းနဲ့ဘုံတီးကျဲချတက်ခိုက်တာက23လုံးအစံွက်ဘုံကအလုံး30အထိအုံပြုတက်ခိုက်ခဲ့ပါတယ်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ကအပြည့်ရက်တတန်းတလတိုးထားပေမဲ့လည်းနေ့စဉ်လေကြောင်းတက်ခိုက်တာတွေပြုတ်လုပ်နေတာကြောင့်စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်တာတွေကိုရှောင်ရှားနိုင်ဖို့စစ်ရေးတပ်အမြဲရှိဖို့လိုအပ်ပါတယ်ကျမလူဘလိုပါပါရှင်